အခုချိန်မှာဘဝကအရန်ခက်ခဲနေတယ်။ကျမတို့ကိုရှေ့ဆက်လျှောက်ဖို့အတွက်ကိုအနာကကိုလန့်ကြည့်တဲ့အခါမှာဘာမှမမြင်ရဘူးလက်ရှိကြုံနေတဲ့ပြဿနာတွေကလည်းဘလို့မှကြော်ဖြတ်ဖို့မဖြစ်နိုင်ဘူးဆိုတော့လူတွေရောလုပ်ငန်းတစ်ခုကိုလဲပတ်နေတဲ့နေရာမှာ ကိုယ့်အတွက်ပြဿနာတွေအကြီးကြီးတက်သေးကြုံနေရတဲ့လူတွေကဒါမှမဟုတ်လို့ရှိရင်လည်းလုပ်ငန်းတစ်ခုလည်ပတ်နေတဲ့အဆင်ပြေနေတဲ့ဆိုတဲ့လူတွေကအရာအားလုံးကောင်းသွားဖို့အတွက် ကျမတို့နေရည်နီးလန်းလေးတစ်ခုရှိတယ်။ဒီနီးလန်းလေးကတော့ကျမတို့ဗုဒ္ဓဘာသာတွေအများစုလုပ်ရမယ့်နီးလန်းလေးပါ ဒီနီလန်းကအရန်လွယ်ပါတယ်စာအုပ်တအုပ်ရယ်ဘောပင်တစ်ချောင်းငယ်ပဲလို့ရယ်ကျွန်မဘာလို့ဒီဟာကိုပြောရလဲဆိုတော့ကျွန်မကိုအတွက်အကျိုးကျေးဇူးတွေအများကြီးရှိနေတယ်ရှိနေစေပဲရှိခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ကျွန်မဒီကာထကိုရေးပြီးတော့မှပူဇော်တာအခောက်ငါးခေါက်မြောက်ငါးချိန်မြောက်ပြီးသွားတဲ့အခါမှာကျွန်မကပတ်စံတပြားမှပေးစီတာမလို့ဘူးကိုအလောက်ကန်ကြီးကြီးမားမားလဲအရန်ရုံးကန်လုပ်စီရမလို့ပဲနဲ့ ်အိမ်တလုံးခြံတစ်ခုကျမလက်ဆောင်ရခဲ့တယ်ကျမကိုအရင်မုန်းနေတဲ့လူစီကနေပြီးတော့မှလက်ဆောင်ရခဲ့တာပါအဲ့တော့အိုးပိုင်အိမ်ပိုင်ရဖို့အတွက်ဆိုလို့ရှင်လေဒီကာထာလေးကို ရေးပြီးပူဇော်လို့ရတယ်အဲ့ဒီမှာတစ်ခုသိစေချင်တာကဘာလဲဆိုတော့လောဘနဲ့မရေးပါနဲ့ကျမရေးပြီးပူဇော်ခဲ့တဲ့အဲ့ဒီငါးခေါက်လုံးကလေစုတစ်ခုတောင်းကျင်လို့မဟုတ်ဘင်းနဲ့ကျမကိုကိုကိုဘယ်ကိုရှေ့ဆက်ပြီးရှောက်ရမယ်မှမသိတဲ့အချိန်မှာကိုစိတ်တွေငြိမ်းချမ်းဖို့အတွက် ပစ္စုပန်မှာကိုစိတ်တွေရှိနေဖို့တည်တည်ငြိမ်ငြိမ်ရှိနေဖို့ ਨੇ စိတ်တွေအေးချမ်းဖို့အတွက်ပဲရည်ရွယ်ပြီးတော့ရေးခဲ့တာရေးရင်းနဲ့ဒီကရလာတဲ့ငြိမ်းချမ်းမှုတစ်ခုကိုကျွန်မကြိုက်ပြီးတော့မှဆက်ဆက်ပြီးရေးခဲ့တာပေါ့နော်ရေးပြီးပူဇော်တယ်အဲ့ဒီအချိန်မှာကိုမျောမမျောလင့်ထားပဲနဲ့ဒီလက်ဆောင်ကြီးကြီးမမတစ်ခုကိုအမြန်ဆုံးရခဲ့တာမမျောလင့်တဲ့ မျောလဲမမျောလင်ဘူးဆိုလဲမတောင်းခဲ့ဘူးဒါပေမဲ့ကျမဒီအရာကိုလွယ်လွယ်ကူကူရခဲ့တယ်ကျမလိုပဲအားလုံးကိုရရှိခြင်းတဲ့အတွက်ဒါလေးကိုပြောပြတာအဲ့ဟာကတော့တခြားမဟုတ်ဘူးဒီဟိုထုတ်တတလောကတံမီဟိစိတ်တန်ရတနာကံပတိအတောကံရိယစခေမေအေတံမီကလာမုတ်တမေဆိုတဲ့ဒီ ဂါထာအပိုက်လေးကို1080ကောက်ပြအောင်ရေးပြီးဘူးဆိုတာကျမရဲ့အတန်ထွက်လေးတွေမှားနေတယ်ဆိုလို့ရှိရင်လည်းအားလုံးကိုဒါလည်းတိခံဖက်လို့ပြပို့တောင်းမဲ့ကျမ်းပါတယ်ဆိုတော့ဒီဂါထာလေးကို1080ကောက်ရေးပြီးဘူးဆိုတဲ့အချိန်မှာကျမကတော့အရင်ကဆိုရင်ဒီနေ့ကို108ခေါက်ရအောင်ပူဆိုတယ်အဲ့တော့ကျမအစေရပြည့်လို့ရှိရင်1080ခေါက်ပြည့်သွားပြီ108 108ခေါက်ဆိုပေမဲ့လေ အရင်အလုပ်များတဲ့လူဆိုလို့ရှင်လုံးဝမပေးနိုင်ဘူးအဲ့တော့ဘာအကြံပေးခြင်းလဲဆိုတော့ဒီနေ့ကိုအဲ90နဲ့မှ6ခေါက်ပူစောတာမျိုးလုပ်ဖို့အကြံပေးခြင်းလဲရက်ကရက်အကန့်တက်ကအထူးတမဟုတ်ဘဲနဲ့ဒီကပြီးမြောက်အောင်ပူစောဖို့ပဲကိုကိုကိုအယုံစိုက်ထားပါပြီးရင်ဒီပူဇော်တဲ့နေရာမှာလဲလောဘဇောတွေမဟုတ်ဘဲနဲ့ဆန္ဒပြုတ်ပြီးတော့မှဒီကရလာတဲ့အေးချမ်းမှုတွေကုသိုလ်တွေကိုအာရုံပြုတ်ပြီးတော့မှ ပူဇော်ဖို့ကျမကအကြံပေးချင်ပါတယ်။ဒီ1080កောက်ပြီးသွားတဲ့အခါမှာကျမအာမခင် ਨੇ ဒီမရေးခင်ကစိတ်နဲ့ကိုယ်နဲ့ခန္ဓာနဲ့ဖြစ်နေတဲ့ပဏိပခါတွေကလေး 90ရာခိုင်နှုန်းလောက်ငြိမ်းချမ်းသွားလိမ့်မယ်ဆိုတာကျွန်မအားမက်ခင်တယ်ဆိုတော့ဒီနေ့ဟာလာပညာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုဒ္ဒတာဂါထာလေးကိုစပြီးတော့မှရေးပြီးပူဇော်ဖို့ကျွန်မအကြံပေးချင်ပါတယ်ကျွန်မအခုချိန်ထိပဲဒီဂါထာလေးကိုရေးပြီးပူဇော်နေတုံးပဲအဲ့တော့အားလုံးလေးကုသိုလ်ရရှိခြင်းနဲ့ဒီနေ့မှစတင်ဖို့အကြံပေးချင်ပါတယ်ရှင်